哎，这丫头，啊，看来也并不多么旺。 စတင်ပြီးတော့လစ်လာတာဒီနေ့လေးရက်သတိဝိညာဉ်နေနဲ့ဘုဘပရိညာဖြစ်ဖို့ဘုဘပရိညာတတိဘုဘပရိညာပရိညာဆိုရလက်ချက်မှာ ခါလာဒီမငြိမမက်တဲ့ကြောင်းလေးဖောက်ပြန်တဲ့သဘောတွေသာအမှားရှိသည်ဆိုတော့သတိပိုင်းဆိုင်ရာဥပပရိညာဖြစ်တယ်မိမိတို့ဝိပဿနာရှုဖို့အတွက်အခြေခံခိုင်ခိုင်မာမာရတယ် ရူပပရိနိယဖြစ်ရင်တတိယအနေနဲ့အဘိရောပိတ္တိအကျူအရိယသာပရိနိယဖြစ်တော့ပရိနိယဆိုပိုင်နိုင်တာဟုတ်ပြန်တဲ့လို့ခန္ဓာမရှိတိုင်းကြည်တိုင်းတွေ့တယ်တွေ့တိုင်းလည်းပဲ ခလိုက်မတိမြင့်မခိုင်ကမှုဆိုတဲ့သဘောသဘောပေါ်ဘူးလို့ဒီသာနာဒီသဘောတရားလို့တခြားသောခိုင်မာမှုညီသိမှုမရှိတဲ့ခန္ဓာကိုယ်ပဲအဲ့တော့ဖောက်ပြမှုနဲ့ပတ်သက်ပြီးတော့အပိုင်သိတော်ပါဠိရာရူပပရိညာ အခြေခံဖြစ်တဲ့ပေါ့ပြမှုသဘောတရားကိုမိမိရဲ့ပိုင်ပိုင်ငယ်ငယ်ရှိတော်တယ်လို့ပြောအတိတ်ပဲဒါမိမိရဲ့ပထမဆုံးရတဲ့အကျိုးခရဘရမကိုသိပြီးတော့အပိုင်နိုင်ဖြစ်လေ့လာရတဲ့အကျိုးဟာ မိမိတို့ဖောက်ပြန်တဲ့သဘောကိုသဘောကောက်ပြီးယုံကြည်မှုရှိသလားအကျိုးလေးရလဲခိုင်နေတခါဒီဖောက်ပြန်မှုသဘောတရားတို့အပြည့်ကိုအပိုင်နိုင်သိသွားရင်ရူပပရိညာပညာဆိုတဲ့ပညာနဲ့အပိုင်သိဖြစ်သွားအဲ့ဒါဒီကတိနဲ့ ပရိညာဖြစ်ပြီးတော့ပါတရပညာနဲ့ဒီသဘောတရားဖြစ်အပိုင်နိုင်ပြီလို့ပါထောဒါကြောင့်မင်းတို့လေ့လာတဲ့ရုပ်ပရမပိုင်ဆိုင်ရာထောက်ပြမှုသဘောတရားတွေ ဖောက်ပြန်တယ်ဆိုတဲ့ပြည့်ရတဲ့နာမည်တိုက်မဟုတ်ပဲခန္ဓာရဲ့ဝစီထားတဲ့သဘောဝတရားကဘယ်လိုရှားပြောင်းလဲပြီးတော့တည်ရမှုခိုင်မာမှုမရှိတဲ့ဖောက်ပြန်မှုတွေခန္ဓာရဲ့သဘောတရားဖောက်ပြန်မှုကိုတွေ့တိုင်း ပြည်တိုင်းခန္ဓာမဉ္ဇဉ်ရောက်ရသဘောပေါက်ပရိညာဆိုတဲ့အပိုင်းနဲ့ကိစ္စဖြစ်လာတကယ်လို့ဝိပဿနာလုပ်ပါဘယ်ခန္ဓာကိုယ်မြန်မြဲချင်မပြတ် လေလာရှုပ်ကြည့်ရုပ်ရည်တွေတွေ့တဲ့ကံကလည်းလုံးလုံးသွားရုံနဲ့ရပါပရိညာသိပြီလို့ရပါခန္ဓာရဲ့ပရင်းဖြစ်တဲ့မငြိမ်မသက်တဲ့တည်ရန်ခိုင်မှမှုမရှိတဲ့ထောက်ပြန်ပြောင်းလဲခြင်းတွေအမှန်ပဲ ဒီဟောမြတ်စွာရှုတိလေ့လာတော့ဒါဝင်လက်ခံယုံကြည်မှုပိုင်ရောက်မှမယ်ကုခန္ဓာရဲ့အမှန်တရားကိုကိုကိုယ်တိုင်တွေ့လာသိလာလက်ခံယုံကြည်လာတော့ဟောနဲ့ကိုယ်ဝေစေစားကြည့်ဒီခန္ဓာကို ီသဘောတရားမှောင်မသိရင်ကမမမကံမရောက်ကြပုံမှတ်သွားစသည်ဆိုမှမူတယ်အဲဒါတော့ခန္ဓာပါမရဲ့အမှန်တရားကိုမသိလို့လားပဲသိတော့သူ့ဟာနဲ့သူအမှန်တရားပေါ်မှာပဲအသိစိတ်ကြီးအမြဲမဟုတ်စည်းရမှုခဏခဏအသိရောက်သဘောပေါက် จำไม่มีพวกี่มารอกจะรู้สึกอะไรชาใครมัาหุ่ยอ่ะไอ้ดอกชีกันยุบหรือไม่สมุดยาพังยาหมูปริญญาเสียงไปในอ่อ အစိုးအကဲခတ်ပါလိလာမိမိရဲ့စိတ်ခန္ဓာမှာရှိတဲ့တော့မတွေ့မရှိပါဘူးတွေ့တွေ့တဲ့တော့လည်းပဲရှုတိုင်းကြည့်တိုင်းတွေ့နေရတဲ့အတွက်ဒါသာလည်းအမှန်ဆိုရဥသာကိုယ့်အကိုဆုံးချက်လို့ရတော့ယောဂီဒီဖယောကိုတိုင်း မိထံကစ္စတိတကယ်ပေါက်ပြနာရီပဲလို့ထုတ်ပြနိုင်ရတော့တတိအနေနဲ့ရူပပရိယဖြစ်ပြီခန္ဓာကိုယ်ဉာဏ်လေးခြင်းအာကောင်းနဲ့အရတ္တဥပဒ္ဒတာ ခဏခဏလေ့လာတဲ့ယောဂီတို့တော့ပထုတလေရှိဝရကြည့်ရတယ်မဟုတ်ပါခန္ဓာသဘောဝတရားဒါသာလင်းလို့မိမိအပိုင်နိုင်သိထားရင်ခန္ဓာဝိပဿနာရှုဖို့ကအဲ့ဒါခဲနေလို့မဟုတ်ဘူး နေဆိုင်ရင်လုံရကရင်ပွားရလာရအခက်ခတ်တာနဲ့တော့ဒီသဘောတရားတွေသူပြေစာသူဆောင်ရွက်မိမိလည်းမိမိအကျိုးအတွက်ခန္ဓာရဲ့သဘောတရားကိုအခက်ခတ်ခတ်သွားတယ်ဘောခီးတွက်ကိုအားထားပြီးတော့လုံတဲ့ပုဂ္ဂိုလ်ဆိုမလုံမဖြစ်တဲ့ကိစ္စမသိမဖြစ်တဲ့ကိစ္စ ဒါလောကလုံးကိုဖြစ်ပြီးတော့လောက်ရတာမဟုတ်တော့ဘူး။ cloudy ပြရလူဟောင်းများစွာအရက်ထမနေရင်လုံရင်ကရင်ဝါရင်လာရင်လည်းလူ့ဘွဲ့လာ cloudy ပြရလူဟောင်းခုနှစ်ပုံပုံငါးပုံပါရိယတော့တောက်ဖြစ် ကိုကိစ္စကိုဆောင်ရည်ရင်းအရကိစ္စဆောင်ရည်ရင်းခန္ဓာကိုယ်မှန်လို့မိမိရရသိထားတော့နေခင်သွဲလဲခဲခတ်တာနဲ့သဘောပေါက်တောက်ကျူးရှင်လဲကျတော့ဝိပဿနာအလုပ်ဟာဉာဏ်ရောက်ရင် တော်တဲ့တောင်နဲ့စိတ်မြေပေါ်ရတဲ့ကိစ္စတော့ဘူးနေတိုင်းသွားလာရစားရတော့ရင်းနဲ့လည်းပဲသဘောအမှန်ကိုသိထားတော့နေလည်းပဲဒီဖောက်ပြပြောင်းလို့တဲ့ရုပ်ပရမတ်နာပရမတ်တို့သဘောတရားတွေစားရတော့လည်းပဲဒီပရမတ်သဘောတရားတွေပဲတော်လာလှုပ်ရှားတာလေဒီပရမတ်သဘောတရားတွေပဲမြတ်စွာဘုရားသတိပဋ္ဌာန်ပါ ပြီးရပါတော့ဝိုင်းဆိုင်ရသွားလာလှုပ်ရှားမှုကိစ္စအားလုံးဓာရီပဲလို့သဘောပေါက်ပြီးတော့သွားပါလာပါလောက်ကိုင်းပါလောကကိစ္စထိုးထွေးဆောင်တဲ့နေရာမှာလည်းပဲအဘိဓာန်နဲ့ပရိဂါနဲ့ဘာလို့ဒီဝိရောဓီရှင်သွားတော့နောက်ဆုံးတဲ့ခန္ဓာကိုယ်ကလှုပ်ရှားတဲ့အမှုရာအားလုံးပါ ိစ္ဆတ်တင်လောတရားတိုက်တော်မှုကြောင့်ဖောက်ပြန်တတ်တဲ့ယုံကြည်ရည်ပြောင်းလဲလို့ရနေတာပဲဒီလိုသိလိခြင်းကမြားတော်တော်ပုဂ္ဂိုလ်သတ်တော်မိန်းတော်ကျက်တာတို့ဟာနဲ့သူကိုနှလုံးမလုံးအောင်ဖြစ်တယ် သဘောလေးပြဆိုပညာပိုင်းဆိုင်ရာရရကိစ္စဘာကိစ္စစသည်ဆောင်ရလို့သူကငါကဘယ်လူဘယ်ဝါပုဂ္ဂိုလ်သတ္တဝါပြောတော့မှပြောတာကိုယ်အနေနဲ့ကတော့သိကြတဲ့နံတရားတိုက်တော်လို့ဖောက်ရတဲ့ယုံတရားတွေလှုပ်ရှားပြောင်းလဲနေကြတာပဲယုံတော်တွေကဖောက်ရမှုသိဖို့သာလဲရှိတယ် သိတဲ့မှာစိုးစိုးမြဲမြဲယုံကြည်ချက်ချပြီးသားဒါကြောင့်နမနာဆိုရက်တိသိမှုသဘောတရားဒီခါရိတုကာမတာစွာခြင်းနဲ့တော့ရူပဖောက်ပြန်မှုသဘောတရားယုံတရားဒီခါရိတိစာရဲ့နေရာမှာလဲ မိဘသဘောတရားတိုက်တွန်းလို့စားခြင်းနဲ့တွေ့ယုတ်ပြည့်ယူလို့လောက်ရှားရှိရှာဖောက်ပြပြောင်းလို့စားလို့လောက်တယ်ပြေစားဖြစ်တယ်လာမတိသဘောတည်းခေစကူကာဝတာဘောလို့ဒီဖြစ်ဘောခြင်းကအလိုရှိသည့်ဖြစ်ရဘုဘဖောက်ပြပြောင်းလဲတဲ့သဘောတရားကိုခေစကူသွားရင်နာတရားစီဒီခိုင်တိုက်တွန်းလို့သွားခြင်းလို့ ယုဒိယကြီးဖောက်ပြန်ယူရှားပြီးတော့ဝါရောတက်ဆောင်လို့ပြောတယ်သူကလည်းနေသူသွားနေလာနေတကယ်လို့လို့ဘုရားဘုရားရုံနာပရမဘေသူလည်းနေသူသွားနေလောက်နှလုံးသွေးကြီးနဲ့ရုံနာပရမအထူးအားထုတ်ရတယ်မဟုတ်တော့အထူးလက်ကြီးရတယ်မဟုတ်တော့ အကျင့်ရအကျင့်ပါအဲ့ဒါအန္တသိချရဲ့စီပဲဘယ်လိုနေရာမှာနေလို့ဘယ်လိုကောင်းဝိပ္ပန်ပြီးလို့တရားတွေဖြစ်စီဒီတရားဘရောမလို့တူအမြတ်ကိုယ်တော်ကအဲ့ဒီလိုမြတ်ထိုင်ပြီးတော့အားထုတ်နေရတာမဟုတ်ဘူးပေါ်လာရင်လည်းကိုယ့်အကိုခန္ဓာအသေးခတ်တယ် ်ဘောပေါ်ကျင်တော့စိတ်ပဲစိတ်ကြိုက်တွန်းလို့ဝါယောဂတိလှုပ်ရှားယူရှားပြောင်းလဲဖောက်တယ်နော်သွားနေတာကျုပ်ကရုံးလည်းတော့သွားကြတာပဲသာရာထို့သူရက်တာတို့သူထိုင်တာတို့အားလုံးဟာအမှန်တရားသဘောဝတရားပေါ်ပါပဲအသိစိတ်ကအလေးကြီးရတာတော့ပထူးတယ် လောက်ရတယ်မဟုတ်တော့ဘူးမိမိလောကမှာသူသူကမိကောင်ကြမပြောမဆိုပဲနဲ့ကိုယ့်ကိစ္စကိုယ်လုပ်တယ်လို့ပဲအဲ့ဒါတွေလုပ်နေတာကလည်းအမိပြောင်းလို့တော့သူကအမိကသတ်သာပြောင်းသွားတာမဟုတ်သူ့ဟာလူနဲ့ကိုပြောင်းသွားပြီအဲ့ဒါလို့ဆိတ်ချရဲဖြစ်ရောက်သွားကိုယ့်ရဲ့ အကျိုးစီးပွားအတွက်အထာလိမ့်ပြီးဒါပူဇော်ပြီးဟောပြီးတဲ့ပြိဿမျိုးဟာသတ်သတ်ကြီးဘုရားကောင်းစားရေးအတွက်လှုပ်ဟဲကိုက်ဟဲလှူဟဲတိုက်ဟဲသတ်သတ်မလုပ်အောင်နေရထိုင်ရင်းနဲ့ကိုယ်ကျိုးစီးပွားဖြစ်တယ်မတော့မြတ်စွာဘုရားသာသနာတော်ရဲ့ကောင်းထူးကိစ္စဟာ အသိစိတ်လေးဖြောက်သွားမှန်သွားရဲ့ကိလေသာလွတ်သွားရဲ့နေထိုင်ရင်လည်းဝတ်ကြိုးရှိအဲ့ရမျိုးရအောင်အခုစခန်းတွင်းမှာအသိစိတ်ကြီးဆက်ခါဆက်ခါလေ့ကျင့်မှုလုပ်ပေးတာအကျင့်ရတော့အကျင့်ပါတော့ပရမနဲ့ရင်းနှီးတော့ ခဏခဏတွေ့ပြီခဏခဏတွေ့ပြီရှင်းပြီးတော့တခါရှိပဲဖောင်ပြန်နေလောရီပြောင်းလဲရှူရှားနေပါလားနောက်တခါရှိပြန်ရွှေရှားပြောင်းလဲဖောင်ပြန်နေသဘောတွေပဲနောက်တခါကဲခပ်ပြန် ဒီသဘောတရားတွေငြိမ်သက်ခိုင်မာမှုမရှိတဲ့ပေါင်းရမှုတွေအမတရားပရမတ်ကိုအတွေ့အသိများတော်တော်ဒါရီယာအရိယသမီးသူဝိနီတော်မြတ်စွာဘုရားအရိယသမီးအရိယတို့သိရတဲ့တရားဖြစ်တဲ့ပေါင်းရမှုသိမှုသဘောတရားနိုင်သူဝိနီတော်ကောင်းစွာလေ့ကျင့်လို့ရင်းနှီးမှုရအောင် အဲ့ဒီပုဂ္ဂိုလ်များအတွက်ရူပောက်ပြောင်းတဲ့သဘောကိုအတ္တတော်ငါသူလူနာကောင်းတဲ့အခိုင်မာရဲ့လူနတ်သူလူပတ်တိပေတော့မှမရှိဘူးတော်ဒုက္ခနာမရှိနေချက်ဟာတကယ်အမှန်တရားကိုဘယ်ခါရှုရှုဒီသဘောတရားကိုဖြီပြောင်းလဲမသွားတဲ့နေသက်ခိုင်မောင်းမှုမရှိတဲ့တည်ရမှုမရှိတဲ့ဖောက်ပြန်မှုတွေပဲလို့ အလေးကျင့်သိမြင်ရထားတော့တရားသတ်သတ်ပဲရှာဖို့ရတာမဟုတ်တော့လှုပ်ရှားမှုမှလည်းရွေးရှားမှုမှလည်းသူတို့ကိစ္စတွေပဲဖောက်ပြန်ပြောင်းလဲတဲ့အမှန်တရားတွေပဲ ရုပ်မျိုးအသိဉာဏ်ခိုင်မာသွားတော့မိမောက်ချက်ပုဂ္ဂိုလ်သတ္တဝါခေါင်းကိုချင်းလဲစတဲ့ပညာအမှားသားတွေဟာတမျိုးကြီးဖြစ်သွားအခုပညာနဲ့ရင်းနှီးတဲ့မိမောက်ချက်ပုဂ္ဂိုလ်သတ္တဝါလို့ဆိုရင်ပြထားတဲ့ကိစ္စကြီးဟာယုံတယ်ဒါရီလေးချင်းများလို့ နောက်ခန္ဓာပရမတ်တွေဖောက်ပြန်တဲ့သဘောဒီခန္ဓာရဲ့ပင်ကိုယ်ကရွှေရပြောင်းလဲမခိုင်မမြဲတဲ့သဘောတရားဖောက်ပြန်မှုပဲလေအလေးကြီးများလားတော့ခန္ဓာရဲ့သဘောတရားပေါ်မှာခိုင်မာတဲ့ယုံကြည်ချက်ဖြစ်လာတော့မင်းမောင်ကျပုဂ္ဂိုလ်သတ္တဝပညာတရား မိမိတို့တို့တမျိုးတစ်ခုဖြစ်လာအရင်လိုယိုးနေတဲ့ကိစ္စမဟုတ်တော့ဘူးမိမိတို့ပရမတ်ကိုဖောက်ပြန်တဲ့သဘောကိုယိုးနေအောင်ဒီသဘောတရားကြီးအမှန်ပဲလို့စိတ်ချလက်ချယုံကြည်မှုရနေအောင်တော့မိမောက်ကျပုဂ္ဂိုလ်တ attva မှတ်တယ်လို့သဘောတရားကိုအခိုင်အမာသိသွားရဲ့ တနည်းတော့မိမိတို့စိတ်ထဲနှုံးထဲမှာမိမောက်ကြပြည့်ညံ့တဲ့လက်ကားဒီဒီအစွဲကြီးရှိနေတဲ့နေရာမှာအမှန်တရားဖောက်ပြန်ပြောင်းလိုက်တဲ့သဘောတရားစုသာပဲလို့အဲ့ဒီနေရာစောင့်ဝင်လိုက်ရင်မိမိတို့စိတ်ထဲနှလုံးထဲမှာခိုင်ခိုင်မာမာစွဲစုတဲ့တမျိုးဒီသောအသည့်ဒီ ဟောက်ပြန်ပြောင်းလဲတဲ့သဘောတရားတွေပဲဆိုရအပြီးဝန်းသွားမိမောက်တဲ့ပုဂ္ဂိုလ်တ attva စိုးယူတဲ့ပညာသည်နေရာမရှိတော့ဘူးဖြစ်သွားသူ့အနေနဲ့သူနေရာပြောင်းသွားအရာသာသာပြောင်းသွားတာမဟုတ်ဘူး ਪਰ မအသိဘူးအခုလိုစခိုင်းရဲ့တွင်အချိန်များပြတရားနှလုံးသွင်းတဲ့ အချိန်တိုင်းမှာအလေးချင်းများပေါ်ရင်ပရမနဲ့ရင်းနှီးမှုနှီးစပ်မှုဖြစ်သွားရင်တို့ဟာလည်းပြောင်းသွားအဲ့ဒါလိုဖြစ်အောင်လှုပ်ဆောင်ချက်ကတော့ခန္ဓာကိုယ်ကဲခတ်လို့ဘူးတွေ့နေရတဲ့ဖောက်ပြန်တဲ့လို့မိမိရရရ ခန္ဓာကိုယ်ဒုက္ခလို့တကယ်တော့ဖွက်စည်းထားတာလူတို့ကြီးပဲလို့သဘောပေါက်သွားခန္ဓာကိုယ်အနှံ့သိလောက်တဲ့နေရာတိုင်းမှာဒီဖောက်ပြန်မှုမကြည်မသက်မှုသိပြီတဏှာရာကိုစိတ်ချလက်ချ သိပြီးတဲ့နောက်ခန္ဓာကိုယ်ရဲ့တဏှိတခြားတဏှာကိုလည်းပဲပြောင်းလို့သိပြီဒီဟောက်ပြန်တဲ့သဘောတွေပဲတွေ့ပါအဲ့ဒါတဖြည်းဖြည်းနဲ့ခန္ဓာကိုယ်နှောင့်သွားရဲ့ခန္ဓာတစ်ခုလုံးကြီးနာမရူပမတ္တတော်သိသောဖောက်ပြန်လောပါလွဲ ေညောတဘာလို့ဆောင်သောပုဂ္ဂလောပုဂ္ဂိုလ်တတဝတ်တော်ပုရိသောယောက်ျားအိတိဝမိမဒေဝဝနဗြဟ္မဝဗြဟ္မအဲ့ဒါတွေကလက်ရှိမရှိဒီညာနဲ့မှမရှိတော့ရှိတာကဖောက်ပြန်ပြောင်းလဲမငြိမသက်ပြစ်စည်းနေတဲ့သောတရားတွေပဲအဲ့ဒီ တတိနဲ့ရူပပရိညာအပိုင်နိုင်သောပုံပေါ်ရင်ကိုယ်တို့ခိုင်မာတဲ့အာဟုဟာဖြစ်ပါဓာတခုဒီလိုဆွဲရလာမယ်ခန္ဓာရဲ့မှလဘောပေါ်မှာခိုင်ခိုင်မာမာအသိညာပြောင်းဖြစ်ပါ ကိုယ့်ရဲ့သံဃာဘဝခီးပါထပ်ပြောလာလောင်းပေးတတ်တဲ့ဒီအသိပညာကိုခင်ဗျာမောင်ပါရောက်ထက်ခါတကကြိုးစားထက်ခါတကသိပြီးနေရာနှောင့်သိပြီး ီနေ့၄ရက်ဖြစ်တော့တတိဝိဆရာရူပပရိညာဟုအစုံကိုပြေောတည်ထားမယ်ကိစ္စနောက်နေ့ဆိုရင်ပညာနဲ့ရူပပရိညာဖြစ်အောင်ဒီလိုတရားတွေအပြည့်ကိုဥတည်သွား ပညာနဲ့ရူပပညာပြောင်းအောင်အပြည့်စုသွားတော့ဒီရင်းမှာဖြစ်တဲ့ဖောက်ပြန်တဲ့လုံးပြန်တည်လို့မဖြစ်တော့အခုရရအခိုင်မတည်ပြီးဟိုဘသူရဲ့တော့ရလမ်းကြောင်းတိုင်းပြည့်တယ်လို့ဥတည်ပြီးတော့ရှိသွားအဲ့ဒီလိုအခုဒီနေ့ 那李白才呀，如毛不认娘，撇多哎。那别人问谁呀，如毛不认娘，啊，辈子。啊，八一年，后边不是我的呀？哎，天奶奶是我的呀，老祖。要是对对恰恰，不认娘，啊，八一年撇多。 ရှုဖို့တွဲဒါနှခုဆိုရင်တော့သတိနဲ့ဖောက်ပြမှုပိုင်နိုင်မယ်ပညာနဲ့ဒီသဘောတရားတွေအပြည့်ကိုပိုင်နိုင်မယ်ဆိုရင်ဇေဝရမဆိုင်မှာတော့ဒါထိုက်တန်းသွားတာပဲအကျိုးကြီးသွားတယ် နောက်ကျန်တဲ့တစ်ဖက်နံပါတ်မဆိုင်ရာသတိပညာပညာပညာနဲ့သွားရမြတ်စွာဘုရားသာသနာလုံလောက်မှာလောကမှာရှုရမယ်သိရမယ်ကိစ္စရုပ်နာနှောကုံသူရနေစားချက်ဒုက္ခချက်အနတ္တချက်ဆိုဗောမြတ်လက္ခဏာနဲ့သွားရဟုတ်လား ဲလိုလိုင်းဝင်ကျက်ပါကုန်သွားတယ်မိမိတို့အသိရအဲဒီကိုအမိကြလိုက်နိုင်ဖို့တွေ့သူ့အပိုင်းနဲ့သူ့သတိခိုင်းဆိုင်ရာဖောက်ပြမှုမှာအပိုင်းအနိုင်သိအောင်ဒီနေ့အပိဓာချုံစာသတိရဲ့ကန္တာပြီးတော့ပညာကန္တာမှာ အစတင်လေ့ကျင့်သွားသတ္တောဘေကုဘေကုသာမသာနာကာရောမြတ်စွာဘုရားသတိပညာသာနာညွှန်းထားတယ်ဒီနေ့သတိရဲ့နောက်ဆုံးလေ့ကျင့်မှာကိစ္စပိုင်နေဝင်လေ့ကျင့်သတိဒီဖောက်ပြန်မှုဘလောက်ထိအောင်လုပ် သဘောပေါက်တယ်တလေ။ဟဲ့ညနေတော့သက်ဆိုင်မလို့စစ်သေးတဲ့ကိစ္စတွေလောက်ပါလေ။အစိတ်ချလက်ချတတိဖရာစိတ်ချမှာပညာပိုင်းဆိုင်လေ့ကျင့်မှုလောက်ပါတတိပညာစုံသွားလို့မြတ်စွာဘုရားသာသနာကိုယ်စီရောက်လာပြီတွေ့ပါနေလောင်မရောက်ချင်အဲ့ဒီပုဂ္ဂိုလ်အတွက်မြတ်စွာဘုရားသာသနာမှာ ဘယ်တော့မှသာသနာမကွယ်တော့ဘူးဘယ်ဘဝမှာမှမကွယ်တော့ဘူးနိဗ္ဗာန်ဝင်တဲ့စီထိအဲ့တော့သတိပညာသာသနာကိုယ်စီခိုင်ခိုင်မာမာရောက်ဒီနေ့သတိလုံလောက်ပြီးအောင်ဆုံးအောင်ကြောက်ကိုကျွတ်တော့ကိုလို့မကိစ္စပဲအချိန်နေတော့နီ ဒီစကားရဲ့ရဲ့တော်တွင်ခန္ဓာကိုယ်တရားပြင်သတိနဲ့လေ့ကျင့်မှုပညာနဲ့လေ့ကျင့်မှုဒါကလည်းစကားရဲ့ဝင်တဲ့ကိစ္စဒါပဲရှိတယ်ဒါမျက်ချင်မပြလုံနိုင်ရင်ကိုယ်အကျိုးလူအကျိုးမိမိသူတော်ဘာဆိုတဲ့ဥပယ နှပါလို့အကျိုးရှိဖို့အတွက်သရုပ်သာလို့မြတ်စွာဘုရားတိုက်တွန်းထားတယ်ကျိုးကျိုးစားစားကိုယ်ခန္ဓာရဲ့သဘောကကိုယ်ကိုယ်တိုင်သိအောင်လေ့ကျင့်တော့သိနေပြီကိုယ်ခန္ဓာရဲ့သဘောတရားကိုယုံကြည်ရရဖို့ပဲထပ်ခါတစ်ခါရှိဖို့လိုတယ် 大爷提笔画鱼。Oh, yes,